အားလုံးပဲမင်္ဂလာပါ노야디트랜스퍼ဝင်းဒိုးမရောက်ခင်ပါပဲဥရောပကလပ်အတင်းကြီးတွေကတော့ကိုယ်အတင်းအတွက်ပေါ်လေလိုအပ်တဲ့ position လိုအပ်တဲ့ကစားသမားတွေကိုအပြိုင်ဆိုင်ရှာဖွေနေကြရင်းနဲ့ပဲဒါဒီကနေ့မှာတော့ပေါ်လေဒါ Manchester United အတင်းကဒါဟိုဘာနာအတင်းရဲ့ Brazil တိုက်စစ်ကစားသမားဖြစ်တဲ့ Matias Cunha ကိုခေါ်ဖို့ဒါ Cunha နဲ့ Manchester United အတင်းချာမှာ ဒါသဘောတူညီမှုတချို့ရပြီးပြီဆိုပြီးတော့မှအီတလီသတင်းတောက်ဖြစ်တဲ့ဖာဗီဇီယိုရိုမာနိုကအတည်ပြုထားတယ်ဆိုတော့ဒီကစားသမားကိုကျွန်တော်တို့ဒါဥရောပထိပ်သီးအသင်းတွေအပြင်ပရီးမီးယားလိဂ်ကလပ်အသင်းတွေဖြစ်တဲ့အာဆင်နယ်ချဲဆီယူကာဆက်အသင်းတို့ကအပြိုင်လိုက်နေကြတာအသက်25နှစ်အရွယ်ရှိပြီဖြစ်တဲ့ဒီကစားသမားကဒါဝူပါထန်အသင်းအတွက်ဒီရာသီမှာကျွန်တော်တို့စုစုပေါင်း28ပွဲကစားထားတယ်ဆက်လေးကိုတွင်းယူပြီးတော့မှကျွန်တော်တို့၄ကိုဖန်တီးထားတယ်ဆိုတော့ဒီပမာဏကကျွန်တော်တို့ဒီလုံလောက်တဲ့ပမာဏတစ်ခုတည်းကျော်လွန်တဲ့ ထားဖြစ်တယ်။ဒါပြင်ကျွန်တော်ကစားသမားက injury လက်ရှိအခြေအနေက injury မရှိဘူး။ Premier League အတွေ့အကြုံရှိတယ်။ဆိုတော့ club တင်းကြီးတွေလည်းလိုချင်တဲ့ performance မျိုးပြထားတယ်။ကစားသမားတယောက်လည်းဖြစ်တယ်။ United အသင်းအနေနဲ့ကကျွန်တော်တို့ဒီ new year transfer window မှာမဖြစ်မနေ striker တွေကိုခေါ်သွားမဲ့နေရာမှာဒီကုညာရဲ့ performance အပေါ်မှာကျွန်တော်ကြည့်ပြီးပြောရမယ်ဆိုကုညာကဒီ စတရိုက်ကာဆိုပေမဲ့လို့ကျွန်တော်တို့ဒါကွေးလေတနည်းအားအတွက်လည်းစိတ်ချရတဲ့ကစားသမားလည်းဖြစ်တယ်နံပါတ်8ရိုးနေရာမှာလည်းဖြစ်တယ် first first 9နေရာမှာလည်းဖြစ်တယ်ကျွန်တော်တို့ဒါ win position အတွက်လည်းဖြစ်တယ်ဆိုတော့ကစားသမားတစ်ယောက်က ဒါ300လောက်ကစားပေးနိုင်တဲ့အရေးအချင်းမျိုးပေါ့လေအနေအထားမျိုးရှိတဲ့အနေအထားမှာကျွန်တော်တို့ဒါ Manchester United အသင်းရဲ့နေပြဖြစ်တဲ့ဒါ Emoring ကလည်းသဘောကျနေတယ်ဆိုတော့ဒီကစားသမားကိုကျွန်တော်ဥရောပအသင်းနေနဲ့အပြိုင်ပေါ့လေဒါ United အသင်းကဂျိုးပန်းနဲ့ခေါ်ပေါ်ဂျိုးပန်းနဲ့ကျွန်တော်အာဒါတခြားအသင်းတွေထက်သဘောတူညီမှုရပြီဆိုပြီးတော့လည်းသိရတယ်ဆိုတော့ ကုညာကိုဒါကျွန်တော်တို့ Manchester United အသင်းကခေါ်မယ်ဆိုရင်တော့ကုညာရဲ့စာချုပ်ဖြတ်သိမ်းရေးကပေါင်62.5တန်းရှိတယ်ဆိုပြီးတော့မှ Fabrizio Romano ကဖော်ပြထားတယ်ဆိုတော့ဟောတကယ်လို့ပေါ့လေဒါကုညာကိုခေါ်မယ်ဆိုရင်တော့ကျွန်တော် Manchester United အသင်းကစာချုပ်ဖြတ်သိမ်းရေးကိုတခါတည်းပေးရဖို့အခြေအနေရှိတယ်ဆိုတော့ဒီအခြေအနေမှာ United အသင်းနေနဲ့ Financial Fair Play အခြေအနေရကျွန်တော်ကစားသမားကိုလုံးကနေပေးဖို့ဆိုရင်နည်းနည်းတော့ကျွန်တော်တွေးဝေးစရာတွေရှိတယ်ဒါမဲ့လို့ United အသင်းမှာကတခြားသောဒီကစားသမားရောင်းချမှုအပိုင်းတွေကလည်းကျွန်တော်အများ ကြီးအင်ခန်းဝင်လာဖို့အခြေအနေရှိတယ်အထူးသဖြင့်တော့ဒါကျွန်တော်တို့ဂျေရန်ဆန်ချိုကိုချဲစီအသင်းကိုကျွန်တော်တို့ပြောင်းရွှေ့ချေယူလို့25တန်းနဲ့ရောက်မယ်အာဒါအပြင်ကျွန်တော်တို့ဒါဆက်စီအပါဝင်ကျွန်တော်တို့ဒီတိုက်တိုက်စစ်ကစားမှဖြစ်တဲ့ white land ကိုလည်းပေါင်းတန်း40လောက်ရရင်ရောက်မယ် market rep ကိုလည်းရောက်မယ်ဒါအပြင်ကျွန်တော်တို့ဒါကစားသမားတချို့ကိုလည်းကလပ်တင်းနဲ့ဗောလေစာစာချုပ်တက်တန်းပြည့်တဲ့ကစားသမားတချို့ကိုလည်း United အသင်းကဒီစာချုပ်အသစ်ထပ်မချုပ်တော့ဘဲနဲ့ ကလတ်တင်းကကျွန်တော်တို့ဒီလမ်းခွဲလိုက်မယ်ဆိုရင်အာတခြားတစ်ဖက်မှာဝင်ငွေရလာတဲ့အခါကုညာကိုဝယ်တဲ့အခါမှာကျွန်တော်တို့ financial fair play တွေပါတယ်ပေါ့လေဒါတွေအတွက်ထက်ထွက်ဆရာမလိုဘူးလို့ကျွန်တော်ကတော့မြင်တယ်ဆိုတော့အဓိကပေါ့လေကျွန်တော်တို့ DR ဒီမှာ United အသင်းတွေက Premier League မှာတော့ပေါ့လေဒါကျွန်တော်တို့ဒီအစင်ဆရာရက်တိမှုရအချင်းကြီးအရန်ကြီးတော့ကောင်းမနေဘူး ဒါပေမဲ့လို့ကျွန်တော်ယူရိုပါလိမှာတော့ဒါကျွန်တော်တို့ဒီ semi final အဆင့်ကိုတက်ပြီးပြီအဲယူရိုပါလိမှာဒါကျွန်တော်တို့ထပ်ပြီးတော့ဘိုးဆွဲခဲ့မယ်ဆိုရင်တော့ကစားသမားခွေရွေးဆိုင်ရာမှာပေါ့လေတခြားသော ဒီ income နေရလာတဲ့အတွက်ပို့ပြီးတော့မှအဆင်ပြေမယ်လို့မြင်တယ်။အာဒါပြင်ကျွန်တော်တို့ဒါ United အသင်းကတကယ်လို့ Europa League Champion ဖြစ်ပြီးတော့မှကျွန်တော်တို့ Champion League ဝင်ခွင့်ရမယ်ဆိုရင်တခြားသောကစားသမားတွေကိုခေါ်တဲ့နေရာမှာလည်းကျွန်တော်တို့တခြားသောအသင်းတွေထက်ပို့ပြီးတော့မှအာဒီ average ပေါ့လေပို့ပြီးတော့ဆွဲဆောင်နိုင်တယ်ဟာငါတို့အသင်းက Champion League ဝင်ခွင့်ရထားတယ်ဆိုရင်ကစားသမားတွေလည်းပို့ပြီးတော့လာကျင်တယ်။ဆိုတော့မဖြစ်မနေပေါ့လေ Emory နေတဲ့ကကျွန်တော်ဒီရာဒီမှာဒီပြဒီ edit တဟန်အာထုတ်ပယ်ခံရပြီးတော့မှဂျားပြက်ကင်တွေရတဲ့အနေထားမှာ Emory အနေနဲ့လည်းကျွန်တော်တို့ तू သွားကျင်တဲ့ဝေးတိုင်း तू သွားကျင်တဲ့ကစားသမားတွေအတိုင်းဖြစ်မလာသေးဘူးဒါကြောင့်လဲ result တွေပေါ်မှာကျွန်တော်ဒါအနေပြကရန်ကြီးမကောင်းဘူးဆိုပြီးတော့ဝေဖန်လို့မရဘူးပေါ့လေဆိုတော့လမ်းမနေရစီမှာတော့ကစားသမားတွေကို तू စိတ်ကြိုက်အာကျွန်တော်ဘယ်ကစားသမားကိုငါခေါ်ချင်တယ်ဘယ်ကစားသမားကိုတော့ရောင်းထုတ်မယ်ဆိုတော့ decision မျိုးကိုကောင်းကောင်းချနိုင်တယ်တေချာတာကတော့ကျွန်တော်တို့ဒါဒီအရင်ဒီပြ editor ဟန်ခေါ်ထားတဲ့ကစားသမားတွေ Joshua Sasse အပါဝင် White Land တစ်ဖက်က Margaret Ruffo နဲ့ကိုယ်စားမဖြစ်တဲ့ Unana တို့ကိုဒါတေချာပေါက်ရောင်းဖို့အတွက် emotion ပြင်ဆင် နေတယ်လို့ကျွန်တော်ကထင်တယ်။ဆိုတော့ဘလို့ပဲဆိုဆိုဒါ Manchester United အသင်းကဥရောပအသင်းတွေအပြိုင်ခေါ်ဖို့စိတ်ဝင်စားနေတယ်။ဒါဥပမာအသင်းရဲ့အသက်25နှစ်အရွယ်ဘရာဒီတိုက်စစ်ကစားမှဖြစ်တဲ့ Martinez ကုညာကိုခေါ်ယူဖို့ကစားသမားနဲ့ Manchester United အသင်းကြားမှာသဘောတူညီမှုတချို့ရခဲ့ပြီဆိုပြီးတော့ Fabrizio Romano ကအတီးပြုတ်ထားတယ်ပေါ့လေ။ဆိုတော့ကြီးစုပေးခဲ့တဲ့ဒုတိယချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်။မြန်မာပြည်သူပြည်သားအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကျေးမှချင်တဲ့အားလုံးပြည့်စုံကြပါစေ။အားလုံးကိုကျေးဇူးတင်ပါတယ်။